နိုင်ငံတကာသတင်းတပုတ်အနေနဲ့ American သမ္မတဒေါ်နယ်ထရန့်က Federal ပညာရေးဌာနကိုစတင်ဖျက်သိမ်းဖို့အမိန့်စာကိုမနေ့ကလက်မှတ်ရေးထိုးလိုက်ပြီလို့နိုင်ငံတကာသတင်းတွေကဖော်ပြကြပါတယ်။ No president အဲ့ဒီအမိန့်စာကို Imperial အရှိခမ်းမမှာ Donald Trump ကလက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီးပညာရေးဌာနကိုတတ်နိုင်သမျှအငြင်းဆုံးပိတ်ပစ်ဖို့ကိုလည်းပြောဆိုခဲ့တာလို့သိရပါဗျ။ဒီလိုဖျက်သိမ်းလိုက်တာဟာဌာနသိငယ်သွားမှာဖြစ်ပေမဲ့ ကျောင်းသားရှင်းငွေတွေပညာသင်စုတွေနဲ့ဥပဒေကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့အင်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကရိုလိုင်းလီဗစ်ကပြောဆိုခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ပညာရေးဌာနဟာကောလိပ်နဲ့တက္ကသိုလ်ကျောင်းသားတွေအတွက်ဖရရဲကျောင်းသားရှင်းငွေတွေကိုစီမံခန့်ခွဲပေးတာစီးရတဲ့ကျောင်းသားတွေနဲ့မတန်ဆွမ်းတဲ့ကျောင်းသားတွေကိုကူညီပေးတာတွေကိုတာဝန်ယူခဲ့ရတာပါ။အမေရိကန်ပြည်ထောင်စုမှာကျောင်းတွေကိုအဓိကအားဖြင့်ပြည်နေအဆင့်မှာစီမံခန့်ခွဲပြီးငွေကြေးထောက်ပံ့ပေးနေတာလည်းဖြစ်ပါတယ်။ အင်ဖြူရောကဒီဌာနကိုဖျက်သိမ်းလိုက်ရင်ကျောင်းသားတွေရဲ့စာမပွေရမတ်တွေတိုးတက်လာမယ်ငွေကြေးလည်းတက်တာမယ်လို့ပြောဆိုထားတာဖြစ်ပါတယ်။ဖယ်ရယ်ပညာရေးဌာနကိုစတင်ဖျက်သိမ်းရင်အနေချက်ရှိတဲ့ကျောင်းသားတွေကိုဒုက္ခရောက်စေလိမ့်မယ်လို့ဝေဖန်သူတွေကထောက်ပြမှုတွေရှိနေပါတယ်။